ခုပေါ့နော်ပထမဦးဆုံးအနေနဲ့ဒီမှာဒီ site ကတွေကိုသုံးရမယ်နော်ဒါကကြတော့အမတို့ spender free ပေါ့နော်ဒီပခုံးတော့မပါတဲ့ပတ်တန်အရှိချမ်းနဲ့အနောက်ချမ်းပေါ့နော်အဲ့တော့ဒီမှာက အဝါပေါ့စပန်အင်ဂျီပေါ့အလွယ်မားတို့ဒီမျက်စိထဲမှာမြင်ကြည့်လိုက်မယ်ဆိုရင်အမားတို့စပန်အင်ဂျီခေါင်းစွပ်ခြေသားအင်ဂျီခေါင်းစွပ်တွေနောက်ပြီးတော့တီရှပ်အပွားကြီးကိုချုပ်တဲ့အခါမှာအဲပေါ့နော်တီရှပ်အပွားခေါင်းစွပ်တွေပေါ့နော်အဲ့ဒါမျိုးတွေကိုချုပ်တဲ့အခါမှာအမားတို့ဒါမျိုးတွေကိုသုံးတယ်နောက်တစ်ခုကဒေါင်းမပါတယ်ပေါ့နော်အင်ဂျီအပွားတွေကိုအမားတို့အဲဒီချုပ်တဲ့အခါမျိုးမှာရှက်အပွားတွေပေါ့နော်ဒေါင်းမပါဘဲနဲ့ရှက်အပွားတွေကိုချုပ်မယ်ဒေါင်းမပါတဲ့ခေါင်းဝင်အပွားပတ်တန်တွေကိုချုပ်မယ်သုံးမယ်ဆိုရင်အမားတို့ကဒီပတ်တန်ကိုသုံးမယ်ပေါ့နော် ဲ့တော့မကဒီအတန်းမှာကအကြတော့လေဒီပတန်ကနေပြီးတော့ span ခေါင်းစုထုတ်တာလေးကိုအလွယ်ကူဆုံးကနေစပြီးတော့ပေါ့နော်အမပြပေးမယ်အဲ့တော့ဒါဆိုရင်အမတို့ကအနောက်ဆန်းနဲ့အရှိဆန်းရှိမယ်ဒီမှာအမကဘာတောက်မှမပါဘဲနဲ့ပုံမှန်အမတို့လေဒီရောင်းနေတဲ့ဈေးကွက်ထဲမှာရောင်းနေတဲ့ span ခေါင်းစုကိုပဲဒီကက်ကနေအမတို့ထုတ်လိုက်မှာအဲ့ဒီအင်ကြီးတွေမှာဆိုဘာတောက်မှမပါဘူးပေါ့နော်အဲ့လိုပုံစံမျိုးထုတ်တာအဲနောက်ထပ် ီဟိုဟာကြာတော့မှာပေါ့เนาะနောက်ထပ်အထည်တွေကိုကြားတဲ့ခါကြာရင်မတို့ကဒီဓာတ်တွေကိုပဲအဲဖျောက်ပြီးယူတာတို့ထည့်ပြီးယူတာတို့မျိုးလို့သုံးမယ်ပေါ့เนาะဒါကတော့အန်ဒီဟာပဲသုံးမယ်ပေါ့နော်ဒါရိုးရိုးပေါ့ပုံမှန်အားဖြင့်မတို့ဈေးကွက်တည်တယ်မှာမြင်နေတယ်ပုံမှန်အားဖြင့်အမောက်လည်းမေးရဒီခေါင်းစိုးပေါ့နော်စပန်နေခြိတာအိမ်ကြီးလေးတွေချုပ်ချင်တယ်ဘယ်ပတန်ကိုသုံးပြီးချုပ်ရမလဲထုတ်ပြပေးပါလို့ပြောတဲ့အတွက်ကြောင့်အမကဒါလေးကိုထုတ်ပြတာပေါ့နော်အဲ့တော့ဘာမှမခက်ခဲဘူးအမတို့ဒီကတ်အတိုင်းလေးအမတို့ပတန်ပြန်ကူးလိုက်ရမယ် ်နော်ဒီကတ်အတိုင်းလေးမှတော့ပတ်တံပြန်ကူးလိုက်ရရပါပြီဒါသည်အမရဲ့အနောက်ချမ်းပေါ့နော်အမတို့ဒီကတ်လေးပေါ့နော် ready made ဒီကတ်ရှိရယ်ဆိုရင်အမတို့ကအလွယ်တကူအကုန်လုံးပေါ့နော်အလွယ်တကူထုတ်လို့ရတယ်အခုဆိုရင်ဒီမှာဆိုရင်မှရင်လိုင်းလေးကိုဒီလိုလေးပဲမှတ်လိုက်တယ်နော်ရင်လိုင်းနဲ့ဒီချိုင်းပေါက်က0.5กว่าတယ်လေစာဆွဲခဲ့ကြတယ်ဟုတ်တယ်မှတ်လားနော်အဲ့တော့အမတို့ဒီဟာရှိရုံနဲ့တင်အလွယ်တကူထုတ်လို့ရပြီနော်အဲ့တော့ ်ဒါပြီးသွားပြီဆိုရင် အမကအရှိချမ်းကတ်ကိုတင်မယ်နော်အဲ့တော့ဒီမှာကဘာထောင်းမှမပါတဲ့ပတံကနေစထုတ်ပြထားတယ်နော်တချို့ရကြတော့လေလေးတိလာအဲ့လိုမျိုးအပုံမှန်အပြင်မှာရောင်းနေကြစပတ်နေလို့ပဲဝစ်ချင်တယ်ဘာတောင်းမှမပါဘဲနဲ့ရိုးရိုးခေါင်းဆိုးဆိုတော့အဲ့ဒါဆိုရင်တော့ဒါပဲထုတ်မယ်နော်အဲ့တော့အရင်ဦးဆုံးဒီကက်လေးချလိုက်မယ် ီတိုင်းလေးပဲเนาะဒီလိုလေးပဲခြားလိုက်မယ်ဒီပြီးသွားပြီဆိုရင်ဒီမှာရှင်လိုက်ရှင်ပါအောင်เนาะကောင်းပြီအဲ့ဆိုရင်ဒါကကြတော့အမတို့ရဲ့ F ပေါ့เนาะဒါကအမတို့ရဲ့ friend အချမ်းဖြစ်သွားမှာပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာအမတို့ကအရှိအနောက်ပေါ့เนาะပတန်လေးကိုဟိုကခြားလိုက်တယ် မမတို့အရှိအနောက်ချလိုက်ပြီပေါ့နော်အရှိအနောက်ဖရိန်ချပြီးသွားပြီဆိုရင်ဒါကအမတို့ကဘာမြင်လဲဒါခါမြင်ဟုတ်တယ်နော်ခါမြင်အဲ့တော့အမတို့မှတ်ထားမှာကလေဒီလို blouse တွေပေါ့နော်ဒီလို blouse တွေဆိုရင်အမတို့ကခါအောက်ကို25ပုံသေးစင်းပေး25 cm ပုံသေးစင်းပေးနော်အဲ့ဒါကအမတို့ကလေဒါ blouse တွေရဲ့ size ပေါ့နော်ဒီတင်ပါပေါ့တင်ပါအထိအရှိပေါ့နော် အတိုးတွေပါတွေပေါ့နော်သူထက်တိုးခြင်းလေလေအရင်ဥဆုံးမှာလောက်ရမယ့်အလောက်ကလေဒီလိုအရင်စင်းပေးလိုက်စင်းပေးပြီးတော့မှကော့ကော့အတိုးတွေပါတွေပြန်ဖြတ်မယ်နော်ရမယ်နော်ဟုတ်ပြီပြီးသွားပြီဆိုရင်အမတို့ဒီပေါ့နော်ဒီခန်းကနေဒီထိဒီဘလောက်ရှိလဲတိုင်းတိုင်းပြီးသွားပြီဆိုရင်ဒီတိုင်းပေါ့နော်အမတို့ဒီဆွဲချရင်ဟိုဟာဖြစ်မှာမို့လို့မြင်းဆောင်မှာမို့လို့နော် အဲ့တော့အမားတို့အိမ်ကြီးတစ်ထဲပေါ့နော်ထုတ်မယ်လွယ်လွယ်ကူကူပဲဒီကကလေးတွေရှိရမှာကတ်တွေကိုအစင်းစင်းထုတ်ခိုင်းရတယ်ဆိုတော့အဲ့ဒါကြောင့်နော်ကိုကြိုက်တဲ့အိမ်ကြီးပုံကိုဒီကတ်ပေါ်မှာမူတည်ပြီးတော့ထုတ်ယုံမယ်ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်အမားကဒီမှာဒါ frame ပေါ့နော် body frame ကိုအကျန်းချပြီးသွားပြီဟုတ်ပြီနော် body frame ကိုအမားတို့အကျန်းချလိုက်တယ်အဲ့တော့အကျန်းချပြီးသွားပြီဆိုတော့အမဒါကိုညှက်လိုက်နော် ဒီလိုလေးရလာပါပြီเนาะအဲ့တော့အမားတို့ဒီမှာဒီဟာပေါ့เนาะခန်းအောက်ကိုဘာလုပ်လဲမှာ25เนาะခန်းအောက်ကိုအမဒီ25စီရအဲ့ဒါကလေအမကိုပုံသေးပဲမှတ်ထားပေးလိုက်ဘယ်ဆိုင်ကိုမဆိုးဒီလား blouse တွေလောက်တော့မယ်ဆိုရင်အမကိုအဲ့ဒီလောက် ကိုစင်ပြီးเนาะပြီးတော့မှအမတို့ကလေဒီမှာဒါလောက်မယူချင်ဘူးတိုးချင်နေဆိုပြန်ဖြတ်မယ်ဗာညာပေါ့เนาะအဲ့ဒီဟာတွေကမှနောက်မှထပ်ပြီးတော့ထုတ်ပြပေးမယ်เนาะဒါအရင်ဆုံးဒီစပန်ကောင်းဆိုခြိသားကောင်းဆိုအခုမှထုတ်ဥစ္စာထုတ်ပြမဲ့ပတ်တန်ဒီစပန်အင်ကြီးခေါင်းဆိုအဲခြိသားအင်ကြီးခေါင်းဆိုအဲ့လိုမျိုးတွေအတွက်ကိုအမအခုထုတ်ပြမှာဟုတ်ပြီနော်အဲ့တော့ဒီဟာကအမတို့ကဒက် ဒီကားနဲ့ဒီတင်နဲ့ကိုဒဲ့ပဲ frame နေဆွဲချထားတာဖြစ်တယ်ဘာမှမလုပ်ရသေးဘူးအဲ့ဒါကြောင့်မားတို့ကဘေးကို1.5ဒီဘက်ဘေးကို1.5လောက်ကလေးကားထုတ်ရမယ်နော်မကားထုတ်ဘူးဆိုရင်မားတို့ဒီမှာဝတ်လို့မရပဲဖြစ်သွားမယ်နော်ဒီလိုမျိုးလေးကားထုတ်လိုက်မယ်အမတို့ဒီကနေဒီကိုကားထုတ်လိုက်မယ်အဲ့တော့1.5ကပုံသေးလားဆိုအမတို့1.52ဆိုရင်ရရတယ်ပေါ့နော်ဥမာကိုက Excel တို့အဲဆိုပါဆို 2Excel 3Excel ပေါ့နော် Excel လောက်ထိတာ1.5က OK တယ်ပေါ့နော် 2Excel 3Excel ဆိုအမတို့2လောက်လေးထုတ်ပေးသူကြတော့ နည်းနည်းဝါးတဲ့ခန္ဓာကိုဖြစ်သွားပြီးအဲခန္ဓာကိုအပြည့်ဖြစ်သွားပြီးအဲ့ဒီအတွက်ကြောင့်မတို့ကသူ့ကိုဝတ်တဲ့အခါမှာတတောက်တတချာချောင်းလွယ်လေလေးဖြစ်ဖို့တင်နေရာတွေမှာတင်းမထွက်နေဖို့အတွက်နဲ့ကိုဟိုက2 cm လောက်လေးယူလိုက်ရင် okay တယ်ပေါ့နော်အဲ့တော့သူ့ကိုတော့မတို့က1.5ပေါ့နော်2ပေါ့အဲ့လိုလေးပဲမှတ်ထားလိုက်မယ်နော်1.5 for 2ပေါ့နော်အဲ့လိုမျိုးလေးမာယူလိုက်မယ်ဒီထိရမလားဟုတ်ပြီနော်ရမယ်အဲ့ဒါဆိုရင်ဒီမှာကြည့်အမားတို့ဒီဟာဆိုရင်အဆင်ပြေပြီနော်အဲ့ဒါပြီးသွားရင်အမားတို့ကဘာလုပ်မှာလဲ ဒီမှာလေပင်မောက်ဖောက်မယ်ဟုတ်ပြီနော်လေပင်မောက်ဖောက်မယ်အဲ့တော့ဒီဂျိုင်းပေါက်အတိုင်းမဲကိုကအဝှစ်ချင်တာဆိုရင်လည်းရပြီဒါမှမဟုတ်ဘူးကိုကပေါ့နော်နည်းနည်းဒီစပန့်ဖြစ်တယ်ခြိသားဖြစ်တယ်အဲ့ဒီအတွက်ကြောင့်နည်းနည်းပေါ့နော်ဂျိုင်းပေါက်ကိုကအစားအမတို့ကပွပွချစ်ချဲလိုချင်တာလိုချင်တာဆိုရင်မအောင်ဘာလုပ်လို့ရလဲဆိုတော့ဒီအောက်ကိုလေဂျိုင်းပေါက်မစင်းမင်းနဲ့အမတို့ဒီဘက်ကိုဂျိုင်းပေါက်အပေါ်ကိုနည်းနည်း တင်ပြီးတော့ဈိုင်းပေါက်ပြန်ချဲ့လိုက်လဲရတယ်ပေါ့နော်အဲ့ဒီဟာကြတော့လေအမဒီအထဲမှာမလုတ်ပြတော့နောက်ထဲကြရင်မလုတ်ပြမယ်ဒါကြတော့လေရိုးရိုးဒီကတ်ကနေပြီးတော့အမတို့ simple ရိုးရိုးရှင်းရှင်းဒီအင်းကြီးခေါင်းစုပ်ဟိုအမတို့ဘလို့ထုတ်လိုက်လဲဆိုတာကိုပဲအမကပထမဆုံးဆိုတော့တည်အောင်ပေါ့နော်ရိုးရိုးရှင်းရှင်းလေးပဲအမအရင်ပြလိုက်မှာပြီးတော့မှအမနောက်ပိုင်းအဲဘလို့ဘလို့ပြင်သွားတယ်ဘလို့ဘလို့ချိန်သွားတယ်ဆိုတာလေးကိုအမထည့်ပြောပေးမယ်နော် ရမယ်เนาะအဲ့တော့ဒီမှာဆိုရင်ရိုးရိုးရှင်းရှင်းပဲအမားတို့ပုံမှန်အဖြစ်ကိုကအိမ်မှာအဲဒီခြိသားခေါင်းစုပ်လေးစပန်ခေါင်းစုပ်လေးတစ်ထည်ထုတ်ချင်တယ်ထုတ်ချင်တယ်ဆိုရင်ကိုထုတ်ထားတဲ့ဒီကတ်လေးနှစ်ခုကိုအရှိန်နောက်ချခါအောက်ကို25ဆင်းလိုက်ရပြီအဲ့ဒါဆိုရင်အမားတို့က basis frame ရသွားပြီပြီးပြီးတော့အဲ့ဒီအခြေကနေအမားတို့1.5 1.5သို့မဟုတ်22ထွက်ပြီးတော့ဒီလိုမျိုးလေးဆွဲလိုက်ဒီအစင်းထိဆိုအမားတို့အင်ကြီးထွက်နေပြီ ဟုတ်ပြီနော်အင်ကြီးဘာဖြစ်နေပြီလဲအင်ကြီးပတန်ထွက်နေပြီနော်လက်တွေကအမကဆွဲခိုင်းထားပြီးသားတချို့ဒီကြတော့လဲကြိုထုတ်ထားတယ်တချို့တွေကြတော့လဲဒီကလက်ပောက်ကိုတိုင်းပြီးတော့မှကွာကိုလက်ဆွဲနီးပုံသေးနီးနဲ့လက်ပြန်ထုတ်တယ်ပေါ့နော်ရမယ်နော်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်အမတို့ကဒီမှာဘာလုပ်မလဲလေပင်ပေါက်ဖောက်မယ်နော်လေပင်ပေါက်ဖောက်မယ်လေပင်ပေါက်ဖောက်ဖို့အတွက်ကိုအမတို့ပတ်တန်ကိုဘာလုပ်ပေးမလဲဆိုတော့ပတ်တန်ကိုတိတ်ကပ်ပေးမယ်နော်အဲ့တော့ကတ်တွေရှင်ရအញ្ញမ်းမြန်ပါတယ် ထုတ်ရတာเนาะအဲ့တော့ button ကိုကတ်တဲ့အခါမှာအမကိုလေဘင်းဘောက်ဘက်ကိုဦးစားပေးပြီးအညီယူကတ်ပေးပါဒီဘက်မှာတကယ်လို့လွဲနေတယ်ဆိုမတို့ပြင်ပြန်ဖြေမယ်ရမလားဒီဘက်ကိုဦးစားပေးပြီးတော့ဒီဟာလေးကိုဦးစားပေးပြီးတော့ကတ်ပေးเนาะ ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်အမတို့ကဒီမှာ level မောက်ဖောက်မယ်အဲ့တော့အခုကနာပြောရတဲ့ထဲမှာပါတယ် span ခေါင်းဆိုခြေသားခေါင်းဆိုဖြစ်တယ်အဲ့တော့ခေါင်းဆိုဆိုတာကအမတို့အရှိကွဲလည်းမဟုတ်ဘူးအရှိမှလည်းကျဲသည်အကွဲမပါဘူးအနောက်မှလည်းအမတို့ခွဲထားတဲ့နေရာမပါဘဲနဲ့ရိုးရိုးဆွတ်ချမှာရိုးရိုးဆွတ်ချမှာအရှိတွေအနောက်တွေဘယ်ကူမှအမတို့မခွဲထားဘူးအဲ့ဒီအတွက်ကြောင့်အမတို့က level မောက်ကိုဒီအလုံးလိုက်ကြီးဆွတ်ချမှာဖြစ်တဲ့အတွက်ကြောင့်အမတို့ရဲ့ level ဘောက်တီးပေါ့နော်အ ਨੇ စုံကိုယ့်ရဲ့ဒီမူလ level စုံကနေဒီဘောက်ကို 3cm ရှိရမယ်ဟုတ်ပြီเนาะ 3cm ရှိရမယ်အ ਨੇ ဆုံးเนาะအ ਨੇ ဆုံး 3cm ရှိရမယ်ဆိုတော့အဲ့ဒါဆိုရင်ဟုတ်ပြီအများဆုံးဆိုရင်ရောဆိုတော့ကိုယ့်အနယ်ကိုထပ်ပြီးတော့3ရဲ့အပြင်ကိုထပ်ကျဲချင်တာကိုယ့်သဘောဟုတ်ပြီเนาะတချို့တွေကြတော့လေပြင်းအရန်ပြဲတာမကြိုက်ဘူးအဲ့ခါဆိုအမတို့3လောက်ကိုဖောက်ပြီเนาะ ဟိုကိုကပေါ့နော်ဒီမှာခေါင်းစွတ်တော့ခေါင်းစွတ်ပဲအနောက်မှာကြဲသီးကွဲလေးထည့်ပေးတယ်ဆိုတော့နည်းနည်းကျင်းလို့ရတာပေါ့နော်တကယ်ကိုကကြဲသီးကွဲမဟုတ်ဘူးဒါကလုံးဝခေါင်းစွတ်အရှိလေအပိတ်အနောက်လေအပိတ်ကိုမှစွတ်ချမှာအဲ့လိုမျိုးဆိုရင်တော့အမတို့က level ဘောက်ကို3.5ကိုဖောက်ကိုဖောက်ပေးရမယ်ရမလား နော်3 or 3.5ပေါ့နော်3 or 3.5လို့မှတ်ထားပေးပါ3 or 3.5ဒီဖောက်ကိုဖောက်ပေးရမယ်ပေါ့နော်အဲ့တော့ကိုကပေါ့နော်ဒီ S တို့ M တို့ L တို့လောက်ကိုအမှောက်3 cm လောက်နဲ့ဖောက်ပြီးတော့ XL 2 XL 3 XL ကိုကြတော့3.5လောက်ပေါ့နော်သူလေမင်းသားတွေပဲနည်းနည်းပြည့်လာပြီး3.5လောက်ယူပြီးဖောက်ပေးလို့ရတယ်ဟုတ်ပြီနော် ရမယ်နော်အဲ့တော့အဲ့ဒီမှာမှမဟုတ်ဘူးကိုက4 4.5ကိုက11ဘေးကိုပြပြလိုချင်တာကိုက11ဘေးနည်းနည်းပိုကြကြိုက်တယ်အဲ့ဒါဆိုရင်တော့ကိုယ်တဘောပေါ့နော်ဟုတ်ပြီနော်ပြီးွားရင်အ ਨੇ ဆုံး11နောက်ကြကို11နောက်ကြကိုအမကို2 cm ဆင်းပေးပါအနည်းဆုံးเนาะအဲ့တော့ကို 2cm ထပ်ထပ်ဆင်းတာကကိုစိတ်ကြိုက်ပေါ့เนาะရမလား ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆို11 shade ကြ11 shade ကြကိုအမကိုအနည်းဆုံး6.5 or 7 cm လောက်ဆင်းပေးပါအနည်းဆုံးနော်အဲ့ထက်ထပ်ပြီးတော့ဆင်းတာကြတော့အမတို့ကိုက11ပို့ဟိုက်တာကြိုက်တယ်ဆိုရင်အဲ့ထက်ပို့ပြီးတော့ဆင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့အမတို့ဒီကနေပြီးတော့ဟုတ်ပြီနော်ဒီကနေပြီးတော့မူရင်း11ဘောက်ကနေပြီးတော့ဒီကိုဘယ်လောက်ဆင်းလိုက်တာလဲအမတို့ 6.5 or 7 cm လောက်အမတို့ဆင်းလိုက်တာဟုတ်ပြီနော် level မှာ white မယ်ဆိုရင်ဒီနေရာတွေဒီထောက်မှန်ဖြစ်ရပါမယ်ဒီနေရာတွေဒီအမတို့ထောက်မှန်ဖြစ်ရပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီ curve ကိုအမတို့တင်တဲ့အခါမှာကွာဒီလိုကြော်ပြီးတော့ဒီဒီအဲ့လိုကြီးမတင်ဘူးဒီမြင်းပေါ်မှာရှိမယ်ဒီမှာကိုက3 or 3.5ရှိမယ်ဟုတ်လားနော်အဲ့တော့ဒီမှာပေါ့ပြောချင်တဲ့သဘောကနော်ဒီဒီဒီလိုကြီးကြော်ပြီးတော့လာတင်မှာဖြစ်တဲ့ လာတင်လိုက်မှာမို့လို့မတော်ကဒီအရှိတွေဒီဒေါမှန်ဖြစ်ရမယ်လို့ပြောတာဟုတ်ပြီနော်အဲ့ဒီကနေဒီကို white လာမယ်ကိုယ့်ရဲ့ဒီ white တဲ့ဒီ line ကိုဒီအပြင်လေးထိနည်းနည်းလေးကြော် white ပေးပါရမယ်နော်ဟုတ်ပြီပြီးသွားရင်အနောက်ချမ်းကို white တဲ့အခါမှာကင်မယ်ကပ်ကိုမတော်ဘယ်လိုကင်မလဲဆိုတော့ဒီလိုမျိုးလေးကင်မယ် ဒီလိုမျိုးလေး cup ကိုဒီလိုမျိုးလေးကင်ပေးမယ်ကိုယ့်ရဲ့ဒီအားလေးနဲ့ဒီလိုလေး wipe ပေးမယ်ရမလားအဲ့တော့ဒီမှာအမတို့ level ဘောက်က wipe ပြီးသားဖြစ်သွားပြီရမယ်နော်အဲ့တော့ဒါကအမကပုံမှန်အဖြစ် ်ပုံမှန်အဖြစ်ပုံမှန်လေပင်ပေါက်ကိုပြောတာဒီနေရာမှာလေပင်ထက်ကြကျင်တာလေပင်ဖေးကျကျင်တာဒီကိုစိတ်ကြိုက်ဖြစ်သွားပြီးအ ਨੇ ဆုံးတော့ခေါင်းစွပ်အရှိပိတ်နောက်ပိတ်ချုပ်မယ်ဆိုရင်ခြေသားစပတ်ကိုရှိပိတ်နောက်ပိတ်ခေါင်းစွပ်ချုပ်မယ်ဆိုရင်ဒီအလောက်တော့အ ਨੇ ဆုံးတော့ဖောက်ပေးရမယ်ပိုကျကျင်တာဒီကိုစိတ်ကြိုက်ရမလားအဲ့ဒီအထိဟုတ်ပြီနော်အဲ့ဒါဆိုရင်လေပင်မောက်ကိစ္စပြီးသွားပြီဟုတ်ပြီအဲ့ဒါဆိုရင်အမားတို့ကဒါကွာအင်ကြီးဝတ်မယ်ဆိုရင်ရရနေပြီ နော်ဒါပေမဲ့အမတို့ကကိုထုတ်လိုက်တဲ့အင်ဂျီကလေဘင်းလေးကိုပိုပြီးကတ်ချင်တယ်အမတို့က free side တွေဖြစ်တဲ့အတွက်ကြောင့်လေဘင်းတွေကိုစားပေးဖို့မလိုဘူးနော်လေဘင်းတောက်တွေပိတ်ပေးဖို့မလိုဘူး free မှာ